အားလုံးပဲမင်္ဂလာပါဒုတိယဝါသနာရှင် မိတ်ဆွေများအားလုံးမင်္ဂလာပါလို့နှောက်ခွန်းဆက်ပါတယ်ဟုတ်ကဲ့ဒုတိယဝါသနာရှင်မိတ်ဆွေများ3 live follow channel ကနေပြီးတော့ကျွန်တော်မိတ်ဆွေများအားလုံးကို မင်္ဂလာပါလို့နှောက်ခွန်းဆက်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့20ရက်ဆယ်လပိုင်း2025 2025ကျွန်တော်တို့တလင်းနာနေအဖွင့်နေရစပြီးတော့ကျွန်တော်ရဲ့မိတ်ဆွေများကိုကျွန်တော် break လုံးပိုင်းเนาะအဲကျွန်တော်ဒီ break လုံးပိုင်းနဲ့ နော်မွေးပတ်တီးယူတော့ကျွန်တော်ဒီပေါ့တော်တနင်္ဂနွေနေ့ညမှာကျွန်တော် live လွှင့်ပေးมาဖြစ်ပါတယ်တပတ်စာမွေးပတ်တီးတစ်လုံးဝမ်းပေးมาဖြစ်ပါတယ်အဲ့ဒါအဲ့တော့ကျွန်တော်ဒီအခုဒီဗီဒီယိုဖိုင်မှာကတော့ကျွန်တော်မိတ်ဆွေများကိုကျွန်တော်ဒါလုံးပိုင်းရဲ့ပဋိရဲ့အပီးနော်ဝမ်းချင်းရဲ့ကျွန်တော်အပီးပေါ့ကနန်းကိုကျွန်တော်ထုတ်ပေးมาဖြစ်ပါတယ်ပေါ့နော်အဲ့တော့တပတ်စာပတ်တီးသမားတွေအတွက်ကတော့ကျွန်တော်တို့တပတ်စာမှာတစ်လုံးနဲ့ကိုပဲ ကျွန်တော်တို့ရွေးပြီးတော့ပေါ့နော်တေချာပေါက်မပြောက်ပတ်သေးတလုံးကိုကျွန်တော် live လွှင့်ပေးมาဖြစ်ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်မိတ်ဆွေများကျွန်တော်ရဲ့ channel လေးကို subscribe နဲ့ရသေးတယ်မိတ်ဆွေများက subscribe ဆိုတဲ့နေအောင်စာတန်းလေးကိုတစ်ချိန်နှိပ်မယ်ခေါင်းလောင်းလေးတီးထားပါလို့ကျွန်တော်ပြောချင်တယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ဒီမှာ break ပြတာဖြစ်ပါတယ်ပေါ့နော် break ကိုကျွန်တော်ပြပေးနေတာဖြစ်ပါတယ်အဲ့တော့တင်းကျွန်တော်တို့ဒီနှစ်သုံးပေါ့နော်အဖွင့်နေရစပြီးတော့ကျွန်တော်ဒီ device ထွက်စင်တဲ့ဒုကျွန်တော်မိတ်ဆွေများကိုကျွန်တော်အကောင်းဆုံး ဟော break site လေးနဲ့ကျွန်တော်လုံးမိုင် site လေးနဲ့ကျွန်တော်ခြားပြပေးခြင်းမှာဖြစ်ပါတယ်ကိုယ့်ရဲ့၃ရက်ပေါင်းတော့နှစ် break တဲ့အဲ့ဒီမှာသူ့ရဲ့အောင်မှာတဲ့เนาะကျွန်တော်တို့85ဆိုပြီးတော့အဲ့ဒီနေ့ကကျွန်တော်တို့85ဆိုပြီးတော့ကျွန်တော်မိတ်ဆွေများကိုကျွန်တော် share ပြင်တင်ပေးခဲ့ပါတယ်เนาะเนาะ share ပြင်တင်ပေးခဲ့ပါတယ်အဲ့တော့ဒီမှာ၄ရက်9ရက်ပေါင်းလိုက်တော့ကျွန်တော်တို့ tip break ဆိုပြီးတော့เนาะအဲ့ဒီမှာ30ဆိုပြီးတော့နောက်ဆုံးနေ့ပေါ့เนาะအမနက်ခင်းမှာ30ဖြစ်တယ်ညနေခင်းမှာလည်း30ဆိုပြီးတော့ နော်အဲတုံည13ညပေါ့နော်13ည13ညဆိုပြီးတော့ကျောင်းမိတ်ဆွေများဟိုပေါ့နော်အဲဒါထွက်ခဲ့တာဖြစ်ပါတယ်အဲ့တော့ညနေခင်းမှာကြတော့ကျွန်တော်မိတ်ဆွေများကိုကျွန်တော်တုံညတစ်လုံးနောက်ပိတ်နဲ့ကျွန်တော် site လေးဆွဲပြပေးခဲ့ပါတယ်ပေါ့နော်ဒါလေးကိုကျွန်တော်ဗီဒီယို file လေးကိုဝင်ရောက်လေ့လာလို့ရပါတယ်နော်ကျွန်တော် live လွှင့်ပေးခဲ့ပါတယ်အဲ့တော့ဒီတစ်ပတ်မှာကျွန်တော်တို့ထိုးရမယ့် break ကအဖွင့်နေမှာထိုးရမယ့် break က ငါးနဲ့6အတင်းနဲ့ပေါင်းတော့6ပြိဖြစ်ပါတယ်ငါးနဲ့တင်းနဲ့ပေါင်းတော့6ပြိဖြစ်ပါတယ်เนาะတစ်တုံညာရဲ့အောက်မှာကျွန်တော်တို့6ပြိနဲ့ကျွန်တော်မိတ်ဆွေများကိုကျွန်တော်6ပြိပေါ့เนาะ6ပြိနဲ့ကျွန်တော်ကဏန်းထုတ်ပေးมาဖြစ်ပါတယ်เนาะ6ပြိနဲ့ကဏန်းထုတ်ပေးมาဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာလုံးမှန်လီဒီဝမ်းချင်းလီဒီเนาะအဲကျွန်တော်ကြည့်အောင်เนาะအဲ့တော့ကျွန်တော်မိတ်ဆွေများကျွန်တော်ရဲ့ဗီဒီယိုဖိုင်ကိုအစားဆုံး ကြည့်ရှုပါစီးရင်မသွင်းရသေးတဲ့ channel ကို subscribe နှိပ်ရသေးတဲ့မိတ်ဆွေများ subscribe နှိပ်ထားပါเนาะကဲဒါဆိုရင်ကျွန်တော်တို့လုံးပိုင်း site ကိုပြပေးနေပါဖြစ်ပါတယ်လုံးပိုင်းကကျွန်တော်တို့ဘယ်လိုလဲဆိုတော့ဒီမှာ2ရက်4ရက်9ရက်ခဏန်း3လုံးပေါင်းချင်းဒီကျွန်တော်တို့ကပါဖြစ်မလဲ9ဖြစ်ပါတယ်ဗောနော်အဲ့တော့ဒီမှာကျွန်တော် color လေးတွေနဲ့ကျွန်တော်ဆွဲပြတယ်ဗီဒီယိုလည်းကျွန်တော်တတ်နိုင်ဆုံးတူနိုင်တဲ့လောက်တူအောင်ဗောနော်ကျွန်တော်ဒီမှာ ကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်အဆင်ပြေအောင်ကျွန်တော်တွက်ပြပေးနေပါတယ်တွက်နည်းကိုလည်းအနှစ်သာရရှိရမယ်နော်ကျွန်တော်တို့အောင်မြင်မှုလည်းရရှိရမယ်ပေါ့နော်အဲ့တော့ဒီမှာကျွန်တော်တို့ကနှစ်ရ၄ရ၉ရဆိုရင်ကနန်း၃လုံးပေါင်းချင်းတည်ကျွန်တော်တို့၅ဘိုင်းနဲ့အဲ့ဒီမှာနော်၅ဘိုင်းဆိုပြီးတော့ကျွန်တော်တို့ခွန်၅လို့ထွက်ခဲ့ပါတယ်ဟာဒီမှာ၅တလုံးဘိုင်းပြီးတော့ကျွန်တော်တို့ဒီမှာ၅ရခွန်ရ၉ရဆိုပြီးတော့ကနန်း၃လုံးပေါင်းချင်းတည်ရ နော်သုံးလုံးပေါင်းခြင်းဒီ၅ပိုင်း၉ရက်၅ရက်၇ရက်ဆိုပြီးကနန်းသုံးလုံးပေါင်းခြင်းဒီကကျွန်တော်တို့ဘာရလဲကျွန်တော်တို့၁ပိုင်းနဲ့နော်ကနန်းသုံးလုံးပေါင်းခြင်းဒီ၁ပိုင်းတဲ့ဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီမှာ၁ပိုင်းနော်၁ပိုင်းအဲ့တော့အဲ့ဒီ၁တည်းတဲ့ကျွန်တော်တို့လုံးမှန်ဖြစ်ပါတယ်အဲ့တစ်တီလုံးမှန်ဖြစ်ပါတယ်အဲ့ဒီမှာကျွန်တော်တို့တစ်တုံညဆိုပြီးကျွန်တော်တို့ထွက်ခဲ့ပါတယ်เนาะတစ်တုံညဆိုပြီးတော့ကျွန်တော်တို့ထွက်ခဲ့ပါတယ် ဒါဆိုရင်ကျွန်တော်တို့အဲ့ဒီမှာခွန်ရယ်၊တုံညာရယ်၊တရယ်ဆိုပြီးကဏ္ဍသုံးလုံးပေါင်းခြင်းသည်ခွန်ရယ်တုံညာရည်တည့်ရဆိုပြီးကဏ္ဍသုံးလုံးပေါင်းခြင်းဒီ၈ပိုင်းတဲ့เนาะအဲ့ဒီမှာ၈ပိုင်းဖြစ်ပါတယ်ပေါ့เนาะအဲ့ဒီမှာ၈ပိုင်းဖြစ်ပါတယ်ဟုတ်ပြီလားအဲ့ဒီမှာ၈ပိုင်းဖြစ်ပါတယ်เนาะလုံးပိုင်းကကျွန်တော်တို့၈ပိုင်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်မိတ်ဆင်များเนาะ break က6 break ဖြစ်ပါတယ် လုံးမိုင်ကရှစ်ပိုင်းဖြစ်ပါတယ်မိတ်ဆွေများနော်အဲ့တော့ကျွန်တော်တို့ဒီမှာနောက်ထပ်ကျွန်တော်ဝမ်းကျင်းစိုက်လေးတွေထပ်ပြီးတော့ဆွဲပြပေးပါမယ်တွက်ပြပေးပါမယ်ခင်ဗျာနော်ဝမ်းကျင်းစိုက်လေးတွေတွက်ပြပေးပါမယ်အဲ့တော့ကျွန်တော်ရဲ့ channel ကိုလူဟောင်းနေရတော့ပြောစရာမလိုဘူးเนาะကျွန်တော် channel ကို subscribe နှိပ်ထားတစ်ချိန်နှိပ် subscribe ဆိုတာတစ်ချိန်ပဲနှိပ်ရပါတယ်เนาะ subscribe ဆိုတာကတစ်ချိန်ပဲနှိပ်ရပါတယ်အဲ့တော့ ျွန်တော်တို့ခေါင်းလောင်းလေးကိုလည်းတစ်ချိန်တီးရပါနှိပ်ထားပါဘောเนาะဒါဆိုရင်ကျွန်တော်တို့ကျွန်တော်တင်တဲ့ဗီဒီယိုလိုက်ပဲလွန့်လွန့်ဗီဒီယိုပဲတင်တင်ပေါ့เนาะကျွန်တော်မိတ်ဆွေတွေပို့ပဲတင်တင်ကျွန်တော်တင်သမျှအချိန်တိုင်းကိုတွေ့မြင်ရမှာဖြစ်ပါတယ်เนาะအချိန်တိုင်းကိုအာမအာမလလို့စင်လေကျွန်တော်တို့အားတဲ့အချိန်မှကျွန်တော်တို့ကြည့်လို့ရပါတယ်เนาะအဲ့တော့ငွေလည်းပေးစရာမလိုဘူးเนาะဘာမှပေးစရာမလိုဘူးအဲ့တော့မိတ်ဆွေတို့တူးထီနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ ဒီဝယ်လဲထိုးစရာမလိုဘူးပေါ့နော်ဝယ်လဲထိုးစရာမလိုဘဲဘလောက်ပဲတော်တော်ကျွန်တော်တို့အချိန်တိုင်းပေါက်နေဖို့ဆိုတာသိပြီးမမျောလင့်ပါနဲ့ပေါ့နော်ဟုတ်ကဲ့ကဲဒါဆိုရင်ကျွန်တော်တို့ကဒီမှာထပ်ပြီးတော့ကျွန်တော်ရှင်းပြပေးမှာပေါ့နော်အဲ့တော့ဒီမှာ9ရက်7ရက်ပေါင်းနှလုံးပေါင်းခြင်းဒီခွန်းနဲ့ခွန်းပါဝါနှစ်ပါတဲ့နော်ခွန်းနှစ်အချိန်ဖြစ်ပါတယ်နော်ခွန်းနှစ်အချိန်အဲ့တော့ကျွန်တော်တို့ဒီမှာခွန်းနှစ်အချိန်အဲ့ဒီဒီမှာ9ပိုင်းနဲ့ နောက်ခုနှစ်အချိန်နဲ့ပရိတ်နှစ်နဲ့ဆိုပြီးကျွန်တော်85လို့ကျွန်တော်ထွက်ခဲ့တယ်နော်85ဆိုပြီးနှစ်ပရိတ်နဲ့ကျွန်တော်ထွက်ခဲ့ပါတယ်ဒါဆိုရင်ကျွန်တော်တို့အားဒီမှာ9ရဲ့ခွန်ရဲ့ပေါင်းလိုက်တော့ကျွန်တော်တို့6 6ရဲ့ပါဝါ1ဆိုပြီးတော့အဲ့ဒီမှာ6 1ကကျွန်တော်တို့အချိန်နဲ့နော်6 1အချိန်6 1အချိန်ကိုတဲ့ကျွန်တော်တို့အားဒီမှာ1လုံးမှန်ရှိတယ်နော်အားဒီမှာက1လုံးမှန်ရှိတယ်ပရိတ်ကကျွန်တော်တို့က တစ်ပရိတ်ရှိတယ်ပေါ့နော်ပရိတ်ကတစ်ပရိတ်ရှိတယ်ပေါ့နော်တစ်လုံးပိုင်းနဲ့တစ်ပရိတ်နဲ့ဆိုလို့စင်တော့ကျွန်တော်တို့က30ပဲရမှာဖြစ်တယ်ပေါ့နော်ကဲထားလိုက်တော့ဒါဆိုရင်ကျွန်တော်တို့ကဒီမှာလုံးပိုင်းလေးတွေကိုပဲကျွန်တော်ရှင်းပြတယ်ဝမ်းကျင်းလေးတွေကိုပဲရှင်းပြတယ်နော်ပရိတ်ကိုလည်းရှင်းပြတယ်ဆိုတော့ဒီပွဲမှာတစ်ပရိတ်တစ်လုံးပိုင်း61အချိန်နဲ့ကျွန်တော်တို့တစ်တုံညလို့ထွက်ခဲ့ပါတယ်ကဲဒါဆိုရင်ကျွန်တော်မိတ်ဆွေများနောက်ထပ်ကျွန်တော်တို့ ထက်ကြည့်အောင်ပေါ့နော်ဒီမှာကျွန်တော်တို့6ရက်7ရက်ပေါင်းနှလုံးပေါင်းခြင်းသည်ခွန်းနဲ့နော်6ရက်7ရက်ပေါင်းနှလုံးပေါင်းခြင်းသည်ခွန်းဖြစ်ပါတယ်အဲ့ဒီခွန်းကျွန်တော်တို့ပါဝါပြန်ခေါ်มาဖြစ်တဲ့အတွက်ခွန်းရဲ့ပါဝါကျွန်တော်တို့နှစ်ဖြစ်ပါတယ်နော်ခွန်းရဲ့ပါဝါနှစ်ဖြစ်ပါတယ်ခွန်းပါဝါနှစ်ဖြစ်ပါတယ်ခင်ဗျာ ခွန်ပါဝါနှစ်ဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ဟာဟာဒီမှာလုံးပိုင်ကကျွန်တော်တို့၈လုံးပိုင် ရှိတာတယ်ဘရိတ်က၆ဘရိတ်ရှိတာတယ်ပေါ့နော်အဲ့တော့အဖွင့်နှစ်မှာလုံးပိုင်က ပြန်ပြောမယ်အဖွင့်နှစ်မှာလုံးပိုင်က၈လုံးပိုင်ဝမ်းချင်းက9နှစ်အချိန်နော်ဝမ်းချင်းက9နှစ်အချိန်ဟုတ်ပြီလားပြီးတော့ဘရိတ်က၆ဘရိတ်ဝမ်းချင်းက9နှစ်အချိန်ဘရိတ်က၆ဘရိတ်နော်ဘရိတ်က၆ဘရိတ် သုံးမိုင်ကရှစ်လုံးမိုင်ဆိုတော့ကျွန်တော်တို့နော်ဒီမှာဘရိတ်က6ဘရိတ်ဖြစ်မှာဖြစ်ရမှာဖြစ်ပါတယ်နော်အဲ့တော့ကျောင်းမိတ်ဆင်များဘရိတ်ကိုလည်းအာမကိုနဲ့ဝမ်းချင်းကိုလည်းအာမကိုနဲ့လုံးမိုင်ကိုလည်းအာမကိုနဲ့နော်အဲသူ့ရဲ့ formula ဖြစ်စဉ်ကို20ဒီအကုန်လုံးအစအဆုံးကိုကြည့်ပါဘယ်ပုံစံနဲ့သူတို့ဖွင့်နေမှာထွက်လာမလဲဆိုတာကိုကျောင်းမိတ်ဆင်များကို ကျွန်တော်ဘတ်ပေါင်းစုံကနေပြီးတော့ရှူတော့ပေါင်းစုံကနေပြီးတော့ကျွန်တော်လေးလာထားပါတယ်เนาะအဲ့တော့ကျွန်တော်မိတ်ဆွေများအားလုံးတွင်နီးလေးကိုအစားဆုံးကြည့်သွားပါစိတ်နှစ်တက်တယ်ကိုယ့်အတွက်အကျိုးရှိတယ်ဆိုရင်ယူသွားပါကိုယ့်အတွက်အကျိုးမရှိဘူးကိုယ့်အတွက်မလိုအပ်ဘူးဆိုရင်ကြော်သွားပါเนาะเนาะအဲ့တော့ကျွန်တော်ဒီချက်တခြားပြန်ပြောမယ် ကိုယ်အတွက်အကျိုးရှိတယ်ဆိုရင်ယူသွားပါကိုယ်အတွက်အကျိုးမရှိဘူးထင်တယ်ဆိုရင်ကြော်သွားပါเนาะအဲ့တော့ channel ကိုကြည့်ချင်သေးတယ်ဆိုရင် subscribe ဆိုတဲ့အနီအောင်စာတန်းကိုတစ်ချက်နှိပ်မယ် subscribe နှိပ်ရသေးတယ်မိတ်ဆွေတွေအတွက်ပြောတာเนาะ subscribe နှိပ်ထားဘူးတဲ့မိတ်ဆွေများဘာမှလုပ်စရာမလိုဘူးเนาะအဲ့တော့ဒီမှာနောက်တနည်းနောက်တစ်ချိန်ရှိသေးတယ်၈၃၄၃လုံးပေါင်းခြင်းဒီ၅၅ပါဝါ၃ကြเนาะ၅၃ကြအချိန် ကိုလေးနှစ်ဆိုတဲ့ကနန်း၃လုံးပေါင်းကြီးဒီ၅၅ရဲ့ပါဝါ၃ည၅၃ညအချိန်နဲ့၃လုံးပေါင်းကြီးဒီ၅ဖြစ်တဲ့အတွက်၅ရဲ့ပါဝါ၃ည၅၃ညအချိန်နော်၃လုံးပေါင်းကြီးဒီ၅ဖြစ်တဲ့အတွက်၅ရဲ့ပါဝါ၃ည၅၃ညအချိန်ဟာဒီမှာကျွန်တော်တို့၅ရဲ့၆ရဲ့ပေါင်းတော့၁၃ညနဲ့ပေါင်းတော့၁ပါတဲ့တိရဲ့ပါဝါ6တဲ့ဟာဒီမှာ16အချိန်နဲ့နော်16အချိန်နဲ့ တခြားချိန်ကကျွန်တော်တို့နောက်တစ်ချက်ရှိသေးတယ်ဟုတ်ပြီလားအဲ့ဒါကနောက်မှကျွန်တော်ပြမယ်အခုလုံးပိုင်းကကျွန်တော်အချိန်နှစ်ချိန်ရှိသွားပြီနော်ခုနှစ်အချိန်ရဲ့တခြားအချိန်ရဲ့ကျွန်တော်တို့လုံးပိုင်းကကျွန်တော်တို့ရှစ်လုံးပိုင်းရှိရတယ်ပေါ့နော်အဲ့တော့ရှစ်လုံးပိုင်းရှိတာတယ်ဟုတ်ပြီလားဗရိတ်က6ဗရိတ်ဖြစ်မယ်ပေါ့နော်ဗရိတ်က6ဗရိတ်ဖြစ်မယ်အဲ့တော့ဒီမှာကျောင်းမိတ်ဆွေများအားလုံးပေါ့နော်အဲကျွန်တော်တို့ အားလုံးခြုံငုံပြီးတော့ကျွန်တော်ဘရိတ်နဲ့ချုပ်ပြီးမှဖြစ်တဲ့အတွက်ဘရိတ်ကလည်းကျွန်တော်ဒီတလုံးဘရိတ်ပဲပေါ့နော်အဲကျွန်တော်တို့မှန်မှန်ကန်ခဲ့ရင်လည်းကျွန်တော်ယူပေါ့နော်မှားရင်လည်းကျွန်တော်တို့ခံရမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ကြဲဒါဆိုရင်ကျွန်တော်တို့ထက်ကြည့်မယ်ဒါနောက်တစ်ချိန်ဖြစ်ပါเนาะအဲ့တော့ဒီတစ်ချိန်လေးကဘာဖြစ်အောင်မလဲဆိုတော့ကျွန်တော်စောက်ကြည့်အောင် ကျေဒါဆိုရင်ကျွန်တော်ဒီမှာ၈နဲ့၄နဲ့ပေါင်းတော့နှစ်နော်နှစ်ရဲ့ပါဝါခွန်းနှစ်ခွန်းအချိနော်နှစ်ခွန်းအချိအဲ့မှာခွန်း၅လို့ကြားတယ်အဲ့ခွန်း၅ထွက်တဲ့နေရာကျွန်တော်မိတ်ဆွေများကျွန်တော်တော်တော်ကောင်းလို့ကျွန်တော်အဲ့ line မော်တင်ပေးလိုက်တာဖြစ်ပါတယ်နော်အဲ့ဒီမှာ၉ရဲ့၉ရဲ့နှစ်ရဲ့ပေါင်းတော့၁၁ရဲ့ပါဝါ၆၁၆အချိ၆ရဲ့၃ရဲ့ပေါင်းနော် 6ရက်3ညရဲ့ပေါင်း6 6ရက်ပါဝါ1 6တစ်အချင်းဒီမှာ1 6အချင်းနော်ဒီအချင်းကတူညီနေတာဖြစ်တဲ့အတွက်အဓိကအားတော့ကျွန်တော်တို့အချင်းနှစ်ချင်းမဲ့နဲ့ပဲကျွန်တော်တို့ကစားရမှာဖြစ်တယ်အချင်းနှစ်ချင်းနဲ့ခုနှစ်အချင်းနဲ့1 6အချင်းပေါ့နော်အဲဒါဒီပွဲမှာခုနှစ်အချင်းနဲ့1 6အချင်းနဲ့ break က6 break ဖြစ်တယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကကျူတော့ပေါင်းစုံကနေပြီးတော့ကျွန်တော်လိုအပ်ချက်မရှိအောင်ကျွန်တော်ဒီမှာကဏ္ဍထုတ်ပေးမယ်နော်အဲ့တော့မိတ်ဆွေတို့ချို့ဒီကဏ္ဍ ရှုကနန်းထုတ်တတ်တဲ့မိတ်ဆွေများကတော့ဒါကြည့်စရာမလိုတော့ပါဘူးเนาะရှုကနန်းမထုတ်တတ်သေးတဲ့မိတ်ဆွေတွေအတွက်ကိုဗီဒီယိုအစဆုံးကြည့်ရှုသွားပါเนาะဒီထဲမှာကျွန်တော်တို့တော်တဲ့ဆရာများလည်းပါကောင်းပါမယ်ပေါ့เนาะဦးတော်တော်ကိုကိုမမများအားလုံးเนาะညီငယ်ညီမငယ်များအားလုံးတူတူတီကိုဝါသနာပါတဲ့ဝါသနာရှင်များအားလုံးအတွက်ပေါ့เนาะအဲကျွန်တော်လိုအပ်တာရှိရင်ဖြည့်သွားပါเนาะ အဲကျွန်တော်ကိုလိုအပ်တာရှိရင်ထောက်ပြလို့လည်းရပါတယ်နော်အကြံပြုလို့လည်းရပါတယ်လိုအပ်ချက်များလူတိုင်းကတော့လိုအပ်ချက်ရှိပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာအချိန်ကကျွန်တော်ဒီမှာအချိန်လေးရေးပြမယ်နော်နှစ်ခွန်အချိန်9300ညအချိန်နှစ်ခွန်အချိန်9300ညအချိန်ပြီးလို့ဆိုရင်ကျွန်တော်တို့အဲဒီမှာနောက်တစ်ချိန်ကကျွန်တော်တို့ဘာဖြစ်မလဲဆိုတော့နော်ဒီမှာကျွန်တော်တို့က break က1 break ကျွန်တော်တို့ရတာတယ် break 1နော် break 1ရတာတယ် ဒီမှာကျွန်တော်တို့က16အချိန်တစ်ချိန်ရှိမယ်16အချိန်တစ်ချိန်ရှိမယ်ပြီးလို့ဆိုရင်ကျွန်တော်ဒီဘက်မှာအဲ9 3ညအချိန်တစ်ချိန်ရှိမယ်ပေါ့နော်ဒီအချိန်အဲ့တော့ဒီပွဲမှာကျွန်တော်တို့စဉ်းစားစရာတစ်ခုရှိတယ်ပေါ့နော် break က tip break နဲ့ပေါ့နော်အဲ့ဒါဆိုတော့အဲ့ဒီညကလည်းကျွန်တော်ကဒီ site တွေကိုကျွန်တော်ဟိုဘယ်လိုပြောမလဲ video site ကိုကျွန်တော် 3D ပါရောတင်တာဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်မိတ်ဆွေတွေ ကောလုံးရှည်သွားမှာဖြစ်တဲ့အတွက်ကျွန်တော်ကောင်း site နှစ် site တည်းကျွန်တော်အကောင်းဆုံး cleaner site ကိုတော့ကျွန်တော်ပြလိုက်ခြင်းပဲဖြစ်ပါတယ် Thank you ရှင်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 တည်တယ်ပါအပြင်ရှင်อืมဘာတဲ့ရှိတယ်ဘုရားကဲဒါဆိုရင်ကျွန်တော်တို့ break ကဘရိတ်ကကျွန်တော်တို့6ဘရိတ်နော်ဘရိတ်က6ဘရိတ်အဲ့တော့ဘရိတ်6ဘရိတ်ကိုအချင်းရကျွန်တော်တို့16 16ဆိုပြီးအချင်း အချင်းရှိရတယ်ပေါ့နော်တချောက်တချောက်ဆိုပြီးအချင်းရှိရတယ်ဒါဆိုလို့စင်ကျွန်တော်တို့ဒီမှာခုနှစ်အချင်းတချောက်တချောက်ဆိုတော့အချင်းကကျွန်တော်တို့တချောက်အချင်းတစ်ခုပဲကျွန်တော်တို့ယူမှာပေါ့တချောက်အချင်းတစ်ခုပဲယူမှာဆိုရင်ကျွန်တော်တို့ဒီမှာခုနှစ်အချင်းအောင်ကျွန်တော်တို့ကပြစ်ပယ်လို့မရအောင်လုံးပိုင်းကကျွန်တော်တို့ကဒီလုံးပိုင်းကကျွန်တော်တို့ကဒီ၈လုံးပိုင်းဖြစ်တယ်ပေါ့နော်လုံးပိုင်း၈လုံးပိုင်းဖြစ်တယ်အဲ့တော့လုံးပိုင်း၈လုံးပိုင်းဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့မိတ်ဆွေများအားလုံးเนาะတချောက်အချင်းနဲ့ အခုနှစ်အချိန်ရလုံးမိုင်အရှစ်လုံးမိုင်ရဟိုကျွန်တော်တို့ကဒီမှာပေးစားခြင်းလဲပေးစားလို့ရတယ်เนาะအဲ့တော့ကျွန်တော်ရဲ့အကြိုက်ကတော့ကျွန်တော်ကဒီမှာဗတိနဲ့ပဲကျွန်တော်ချုပ်ပေးมาဖြစ်တဲ့အတွက်เนาะအဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီသူဝမ်းကြိမ်းနိုင်မဲ့သူဝမ်းကြိမ်းနိုင်မဲ့ပေးစားပြီးခွေမဲ့ဆိုရင်ဒါဗတိနဲ့တော့မညှိတာလဲရှိမှာပေါ့เนาะအဲ့တော့ကျွန်တော်မိတ်ဆွေတွေကကျွန်တော်တို့ဒီမှာဒီမှာကျွန်တော်တို့ ဒီဗရိတ်နဲ့ပဲကျွန်တော်ကရှင်းပြပေးမှာပေါ့နော်ဒီဗီဒီယိုဖိုင်မှာအဲဗရိတ်နဲ့ပဲရှင်းပြပေးမယ်နော်ဒါလို့ဒီကျွန်တော်ဝမ်းကျင်တွေကိုခွေမယ်ဆိုရင်လည်းခွေပါပေါ့နော်အဲဒီပြောမယ်ဆိုခွေမယ်ဆိုရင်တစ်ချောင်းအချိန်နဲ့ခွေမယ်ဆိုရင်ခွန်တတကွက်ရမယ်ပေါ့နော်ဒီချက်မှာတော့ကျွန်တော်မထည့်ပါဘူးဗရိတ်နဲ့ပဲကျွန်တော်ပြပေးမှာဖြစ်ပါတယ်နော်အဲခွန်တတကွက်ရမယ်နှစ်တတကွက်ရမယ်နော်အဲဒါမျိုးလေးတွေရမယ်ကွက်တွေများမယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ရဲ့အကြိုက်ဆုံးဒီ6ဗရိတ်နဲ့ ျွန်တော်ကြိုက်ထားတဲ့အကွက်ကိုပဲကျွန်တော်ဒီမှာတင်ပေးမှာဖြစ်ပါတယ်ဗောနော်အဲ့တော့ကျွန်တော်ဒီမှာခွန်နှစ်အချိန်တစ်ချောက်အချိန်နဲ့ကြဒါဆိုရင်ကျွန်တော်တို့ဒီမှာ ဒီမှာကျွန်တော်60ပေါ့နော်60တကွာတင်ငါတကွာအဲ့တော့နှစ်နှစ်ပတ်နှစ်ခုနဲ့ပတ်သက်ရင်6ပရိနဲ့ဆိုလို့ဆိုရင်ကျွန်တော်တို့၄နှစ်တကွာခွန်6တကွာရအောင်ပေါ့နော်ဒါကျွန်တော်ရဲ့ဒီအကြိုက်ဆုံးကွက်တွေကိုကျွန်တော်ဒီမှာရွေးထုတ်ပေးတာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်မိတ်ဆွေများဟုတ်ပြီလားအဲ့တော့ကျွန်တော်ဒီမှာ၈နဲ့၈လုံးပိုင်းနဲ့ပတ်သက်မဲ့ဆိုလို့ဆိုရင်တော့ကျွန်တော်1ချိန်နဲ့ပဲထိုးခြင်းလဲထိုးပါ။ဝိုင်းခြင်းနဲ့တိုးထိုးမှဆိုလို့ရှိရင်ကျွန်တော်တို့က၈၁၈၆ရမှာပေါ့နော်။ အဲကျွန်တော်အဲ့အရာကြီး light ထည့်မယ်ဆိုတော့အကွက်တရားအများကြီးအဲ့တော့ဒီထဲမှာကျွန်တော်ကြိုက်တဲ့အကွက်ကိုပဲကျွန်တော်က brain နဲ့ချုပ်ပေးတာဖြစ်တယ်တော့เนาะအဲ့တော့ကျောင်းမိတ်ဆွေများဉာဏ်ရှိသလိုကစားပါเนาะအဲ့တော့တော့ဒီမှာအဲထုတ်မယ်ဆိုလို့ရှိရင်အဝမ်းကျိန်းနဲ့ဆိုလို့ရှိရင်ရှစ်ခွန်ရှစ်နှစ်အဲဒါမျိုးတွေရပါတယ်ပေါ့เนาะအဲ့တော့အကွက်တွေများတယ်များတော့ကျွန်တော် brain နဲ့ကျွန်တော်ချုပ်ပြီးတော့ brain နဲ့ကျွန်တော်ကြိုက်တာကိုပဲကျွန်တော်ဒီမှာတင်ပေးတာဖြစ်ပါတယ်เนาะအဲ့တော့မိတ်ဆွေတို့ညံရှိသလိုအသုံးချပါလို့ကျွန်တော်ပြောချင်တယ်ဒူတီဆိုတာမိတ်ဆွေတို့တည့်ရဲ့အတိုင်းပဲเนาะတည့်တဲ့အတိုင်းမှာပဲကျွန်တော်တို့နောက်ဆုံးနေ့တွေ့မြင်ရတဲ့ဖြစ်စဉ်ကိုပဲကြည့်ပါเนาะမန္တကယ်ဆိုရင်ကျွန်တော်တို့ကအဲ့နောက်ဆုံးနေ့မှာတစ်ဘူးနဲ့ကျွန်တော်တို့အပိတအမဲ့ပွဲစဉ်ဖြစ်တယ်เนาะအဲ့တော့အဲ तू ကအဲအဲ့တော့ပွဲစဉ်ဖြစ်တာ ဖြစ်တဲ့အတွက် तू ကပြောမယ်ဆိုရင်အဲ ပြောမယ်ဆိုလို့ရှိရင်ဘယ်လိုပြောရမလဲเนาะသူမချပေးခြင်းသေးတာလည်းဖြစ်ကောင်းဖြစ်နိုင်တာပေါ့เนาะအဲ့တော့30နဲ့ပဲကျွန်တော်တို့ပြင်တင်သွားတာဖြစ်တဲ့အတွက်ပေါ့เนาะအဲ့တော့အပူသမားတွေအတွက်ကိုကျွန်တော်တို့အားရှိတော့အောင်တော့ဒီဗီဒီယိုဖိုင်ကိုကျွန်တော်တင်ပြရခြင်းပဲဖြစ်ပါတယ်เนาะအပူသမားတွေအပူဆိုတာကျွန်တော်တို့ဘရောမအဲကျွန်တော်တို့ဒီကလနာမှာကျွန်တော် live မှာပေါ့เนาะဒီ video file မှာတော့ကျွန်တော်မပြတော့ဘူးမပြတော့ဆိုတော့အခုတောင်မှကျွန်တော်ရဲ့မိတ်ဆွေချိုးနေရတွေကြည့်ရတာကကျွန်တော်မိနစ်တွေဒီ အများကြီးထည့်ထားလို့မရဘူးပေါ့နော်အဲဒါကြောင့်မလို့ဒီဘရဟူအဲတနင်္ဂနွေနေ့ညမှာကျွန်တော်အချိန်မီ line မော်တစ်ချက်တက်မှာဖြစ်ပါတယ်ပေါ့နော်အဲ့မှာကျွန်တော်တစ်ချက်ရှင်းပြမယ်ဘာအနီမှာဖြစ်တာဆိုတာပေါ့နော်အဲ့တော့အဲဒီမွေးပတ်တိမပြောက်ပတ်တိတစ်လုံးကိုကျွန်တော်ပေးမယ်နော်အဲ့တော့ဒါကတော့မိတ်ဆွေတို့ကြည့်အောင်ကျွန်တော်အကွက်ထုတ်ပေးတာဖြစ်ပါတယ်60တင်ငါနော်6ပရိနဲ့4နှစ်ခွန်ကိုနော်အပူးစုလို့ဆိုရင်ကျွန်တော်8 8 1 1 66 2 2 00နော် အနာအပူ၁၀ခွက်ထဲကနေကျွန်တော်၅ခွက်ကိုရွေးထုတ်ပေးပါတယ်အားလုံးပဲကံကောင်းကြပါစေနော်